်။သွားမဲ့နေရာတော့တနေရာလောဆိုတော့ဒီနေရာလေးကိုပဲဥစဉ်ကိုသူလိုက်ဖို့။ဒီမှာဘာမှတော့ရေးမထားဘူး။ဒါမဲ့လည်းအဲ1250မီလီမီတာစကွဲယားရှိရပေါ့လေ။အစမင်းဒဘန်းကဝတ်မင်းမွေးတယ်လို့သူကပြောတယ်1000အဲ1894 1894အဆောက်ဦးပေါ့လား။ Okay ။ ခါတော့ပိတ်ထားတယ်။ဘုရားတော့ဒီလိုလာကျင်နာကတော့တခြားဒါတော့ရှီအောင်မျိုးပေါ့ဟိုကြီးမဲမွေးတဲ့နေရာမှာဒီမဲ့အစားဒီကြောက်တရားကဟိုစားကြောက်တယ်ဒါလည်းနောက်ထပ်ပြန်ပြီးတော့ခိုင်ချောင်းအောင်လုပ်ဆောင်။ဒါကြီးကအဝိုင်းကြီးအဝိုင်းစစ်စတန်ကြီးဝင်လို့တော့မရသေးဘူး။ရောက်နေတဲ့နေရာနဲ့လပ်ပစွန်နဲ့ဒီမှာတော့ကဘာလေးတွေလည်းလာဝင်ရတယ် ဦးဇင်းတို့သွားမဲ့နေနေရနဲ့တော့တနေရာကြီးဖြစ်နေပါ။အံမြင်တွေ့ရတဲ့အတိုင်းရှိတဲ့လူတွေရောအကုန်လုံးသုံးဒထက်က30ရှိတယ်။နဲ့ဒါကအဝိုင်းပုံစံကြီးလေရှီအောင်ဆောက်ဦးအပေါ်သာပြထားတယ်။တော့တော့သွားတာပဲ။ဘယ်ဟိုရောက်မှုရှိသေးလဲ။လူညနာတော့ဟိုချင်းမဟုတ်စားကိုသွားရတယ်။ တော့ရောက်တဲ့နေရာလေးကိုပဲအမှတ်တမ်းလေးတင်လိုက်တဲ့သဘောပါပဲ။ဟာဟနွိုင်းစင်တာပေါ့။ 30, 36, 36 away ။အော်၊ဘယ်မှာ၆ခု။အားလုံးဒီနေရာဝဲသူတို့ကတော်တော်လေးဟုတ်စားဖြစ်1800ကျော်အားဆိုတော့1894 ဖျားဥဖွဲ့လာအိန္ဒိယဖွဲ့လာပြီးလေ့လာနေတယ်။ဟိုမှာဘင်္ဂါးရီလာကြတယ်။လန်နေ။ဒါယူတော့သူတို့လာပြီးတော့အမတ်တရားကြီးကြတဲ့ဘုရားရှင်။ကြောပြရင်တော့ပုံတော့ရှိတယ်ဟိုမှာ။ အနှောင်းရဲ့အောင်းဝေရထဲမှာတော့ပါတဲ့သဘောရှိတယ်။ဒါသူ့ရဲ့ဥစ္စာနဲ့ပေါ့။အဲဒီမှာစကြရနဲ့ဒီပုံနဲ့လာတဲ့နေရာမဟုတ်သေးဘူးမလဲရောက်တဲ့နေရာပဲတုံးချမှာပေါ့။အမမကြီးဓမ္မမိတ်ဆွေဦးစင်းနေတော့ဓာတ်ပုံတွေတွေပဲမတ္တရာဒင်းသာဒါကြီးပေါ့။ ပြန်လဲပြီးတော့အပေါ်တော့ခေါင်းမွေးပဲပြန်ပြင်ထားတာပေါ့အဲလူရဲ့ကျမ်းမာရေးကစားတဲ့ဟာလေးလည်းထားပြီးတယ်ဒီနေရာမှာနမဖန်နဲ့နမဖန်နဲ့ဘုမလဲသာဒါလွတ်လပ်ရေး ုံစံတွေတော့ပေါ်ပြထားတယ်ဒီနေရာမှာအမျိုးသားရဲ့ရုပ်ထုတွေလည်းရှိနေရတယ်တော်လိုင်းရဲ့ရုပ်ထုတွေကျက်တွေလည်းမွေးလို့ဟမ်ဒါကျက်ကျက်တိုက်ပွဲမြန်မာနိုင်ငံကျက်မျိုးနဲ့သာရှင်လိုက်လို့ဟာလားဟမ်တွေ့သွားမယ်သောမမီးဒါလေခုနဒီအဝိုင်းကြီးနဲ့ နာမည်မပြောတော့ပြင်မဲ့သူလိုက်ဖို့ရနေရမယ်သွားနေရတယ်ဓမ္မမိတ်ဆွေပြင်တော့လဲမှတ်ထားပြီးတော့ပြောရမှာပဲကိုစားဦးစင်းလည်းမပြောတော့ဘူးခမဲကြီးတော့လဲရောက်အောင်လာလာခဲ့ရတာโอเคဖမဖိုတိုဒီရုပ်ထုရယ်ဒီအဝိုင်းရယ်နောက်ကျော်ခက်လက်ကအချွန်ကြီးကဘာလဲမသိဘူးအဲ့မဲ့ကင်ထားတယ်နောက်ကလည်းအမျိုးသမီးပုံနဲ့ တူရတူဒီကျူအဲ့လိုအဘယ်အမတ်ရတာဖြစ်သွားတာပေါ့ကိုတော့မပြောတတ်ပြီမဲ့ရောက်တဲ့နေရာလေးမှာဒါကတော့ဟိုချင်းမမျိုးလေကောင်ပေါ့အနှိုင်းမျိုးလေကောင်လို့ပြောရတာပေါ့သူတော့ဒါအနှိုင်းမျိုးလေရသူ့လေကောင်ပန်းချာကျောင်းသမီးလေးကိုတီးရလီပါပြန်ပြီးရှင်းပြပေးပါလူကူးချင်းကတော့သူတို့ခေါ်တဲ့နေရာလာတယ်သူတို့ပြောတဲ့နေရာသွားတယ်သွားခြင်းတဲ့နေရာတနေရာရောက်တဲ့နေရာတနေရာကျောင်းသမီးလေးကိုအမတ်တရား ဘာလို့လဲဦးဇင်းပြောလို့မရတာတဲ့ Facebook လည်းရှာမရဘူးခမိုင်းတော့လမ်းဘေးမှာကတ်ထားလိမ့်တယ်တမျိုးလေးတွေ Are you okay? ကဲအမတ်တရတော့အမတ်တရပဲဒီမှာရှိတဲ့နေရာလေးကဒီကိုတော့နှစ်ပန်းနဲ့ဒီလာခဲ့တာအဲ့ဒါရှိရလေးပဲတင်ပြရတန်းကရကြတာပေါ့ဗျာဒီမှာပါ